အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျအေးနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးပေါ် စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တာမကြီးနဲ့ဆက်တံမှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရုပ်သိမ်းလိုက်ပြီးနိုင်ငံတန်တမာရေးအတင်းမာဆုံးရောက်ရှိနေကြောင်းသိရပါတယ်။ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်ရုံမှမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တာမကြီးမိုဟာမက်မိုနိုဝါဟိုစိန်နဲ့ဆက်တံမှုဘုံမှုချုပ်အဖတပ်ဟိုစိန်တို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနက မေလ28ရက်နေ့တွင်အတီးပြုတ်ထုတ်ပြန်ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းများတွင်ဖော်ပြထားပါသည်ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တာမကြီးမွဟမက်မွန်နိုဝါဟိုစိန်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာသို့ချစ်ချင်းပြန်လည်ခေါ်ယူလိုက်ကြောင်းတာမကြီးမွဟမက်မွန်နိုဝါဟိုစိန်သည်2023ခုနှစ်စက်တင်ဘာလတွင်မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တာမကြီးဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်တလုံးနှစ်နိုင်ငံကြားတန်တမာရေးတင်းမာမှုများကြောင့်ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။တန်တမာရင်းမြစ်များ၏အဆိုအရရခိုင်ပြည်နယ်တွင်နေမည်ဆိုးမှုမှု ချုပ်ကန့်ထားသော AAR ခတ်တော်နှင့်ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများကြားဆက်ဆံရေးရှိနေသည်ဟုစစ်ကောင်စီကကန့်ကွက်ခဲ့ပြီးနောက်ယခုကဲ့သို့တန်မာကြီးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းအကြမ်းမဲ့စစ်ကောင်ဆောင်မရောက်နိုင်ဦးဆောင်သောစစ်ကောင်စီကတန်တမာရေးအရာဘင်္ဂလားဒေ့ရှ်တို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရပါတယ်။ထို့ပြင် ယခုမေလအစောပိုင်းရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်တာမျိုးမှစစ်တပ်မှုဗိုလ်မှူးချုပ်အဗ်တပ်ဟူစိန်ကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူထားပြီးဖြစ်ကြောင်းသိရပါတယ်။နိုင်ငံလုံးလွတ်မြောက်ရေး KIA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်မည်ဟု TNLA ကပြောဆိုလိုက်ပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့နေမြေဆိုင်ရာပြဿနာများကြောင့်မြေပြင်တပ်ဖွဲ့ဝင်များမှမကြာခဏထိတွေ့ပဋိပက္ခများရှိနေတော့လဲမြန်မာတိုင်းနိုင်ငံလွတ်မြောက်ရေးအတွက် KIA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုတောင်းတ TNLA ကပြောပါတယ်။မေလ28ရက်နေ့က GNLA တွဲဖက်အထွေထွေတွင်ရမှုဘုံမူကြီးဓာပန်လာနဲ့သတင်းမီဒီယာများတွေ့ဆုံခြင်း KIA နဲ့ဆက်ဆံရေးအားမေးမြန်းရာတွင်ဘုံမူကြီးဓာပန်လာကရင်းခဲ့သို့ပြောဆိုခြင်းဖြစ်ပါတယ်။မာမိတ် KIO နဲ့ကျွန်တော်တို့တောက်လျှောက်ဖြည့်ရှင်းမှုတွေရှိပါတယ်။ပုံမှန်တွေ့ဆုံမှုလည်းရှိတယ်။ပြီးတော့အခြေခံထားတဲ့မာမိတ်စာချုပ်တွေလည်း၃ခုလောက်ရှိပါတယ်။အဲဒီမှာတော်တော်လေးပြည့်စုံလာပါတယ်။ဒါက2023မေလလောက်အထိရှိခဲ့တာပေါ့နော်။2024 2025မှာဖြစ်ပေါ်လာတဲ့ဒီပုတ်တက်မှုတွေပေါ်မှာ ဘယ်လိုမျိုးဆက်လက်ပြီးလက်တွဲမလဲဘယ်လိုမျိုးဆက်လက်ပြီးတနင်္ဂနွေတော်လာရေးတွေကိုပူပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်တို့အများကြီးပူပေါင်းဆောင်ရွက်ရမယ်ကျွန်တော်ဒေတာတခုတည်းပဲလွတ်မြောက်နေလို့မရဘူးမဟာမိတ်ဒေတာလည်းလွတ်မြောက်ဖို့လိုအပ်တယ်ထုံလီတူစွာပဲတနင်္ဂနွေကမှရှိနေတဲ့လူတို့ရဲ့လွတ်မြောက်မှုလည်းလိုအပ်ပါတယ်အဲ့ဒါမှသာလျှင်ကျွန်တော်တို့တွေရဲ့လွတ်မြောက်မှုအာမခံချက်ရှိမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေရတဲ့လွတ်မြောက်မှုဒီခဏတာပဲဖြစ်ပါလိမ့်မယ်ဟုတ်ပြောပါတယ် KIO နဲ့ TNL တို့ကြားပုတ်တိုက်မှုဖြစ်ပွားလာရခြင်းမှာအာဏာသိမ်းမှုဤအဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုပြတ်သုံးခြင်းနဲ့ပျောက်ဆုံးသွားခြင်းတို့ကြောင့်ဖြစ်ပွားလာရခြင်းဖြစ်သည်ဟုပုံမူကြီးဓာတ်ပန်လကဆက်လက်ပြောဆိုပါရယ်လူမျိုးတွေလွတ်မြောက်မှုမှသည်ဒေသလွတ်မြောက်ရေးဒေသလွတ်မြောက်မှုမှသည်တနင်္ဂနွေလုံးလွတ်မြောက်ရေးဦးတည်ပြီးမှစဉ်းစားလှုပ်ထောင်နေတာမျိုးဖြစ်ပါတယ်ဒါပေမဲ့အာဏာသိမ်းမှုအဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုကပြတ်သုံးသွားတယ်ပျောက်ဆုံးသွားတယ်ခက်ခဲတွေအဆင်မပြေမှုတွေဖြစ်လာတယ်ဖြစ်လာပြီးဆိုရင် တွဲဆုံရမယ့်နေရာဖြည့်ရှင်းရမယ့် platform ရှိမနေတဲ့အတွက်ပြည်ထနာတွေကကြီးထွားပြီးကြီးထွားလာတယ်။ပြည်ထနာတွေထပ်ဆင့်ပြီးမှဖြည့်ရှင်းရတာလည်းခက်ခဲသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဟု၎င်းကပြောပါတယ်။ KIO နဲ့ DNL ဒေတာများလွတ်မြောက်မှုမှသည်တနင်္ဂနွေလုံးလွတ်မြောက်ရေးအတွက်မိခဲ့သောပူပေါင်းဆောင်ရွက်ကြမည်ကိုလည်းဆွေးနွေးဖြေရှားနေကြကြောင်းဘူမူကြီးကဆက်ပြောပါတယ်။တနင်္ဂနွေလုံးနှစ်ဖက်ဒေတာစလုံးလွတ်မြောက်ရမယ်အဲ့ဒါမှသာလေဒီလွတ်မြောက်မှုကအာမခံချက်ရှိမှာပါ။နောက်နောက်ဒါမျိုးပြဿနာတွေမဖြစ်တော့ဘူးပေါ့လေ။ ် KIO နဲ့အခုကတော့အာဂျင်နာနှစ်ခုရှိထားပါတယ်။တခုကလောလောဆယ်ဖြစ်ပွားနေတဲ့မြေပြင်ပြဿနာတွေကိုဆက်လက်ပြီးတော့မှဖြစ်ပွားအောင်ဆက်လက်ပြီးတော့မှမကြီးထွားအောင်ဘယ်လိုမျိုးညှိနှိုင်းကြမလဲ။ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာမျိုးကိုဆွေးနွေးရမှဖြစ်တယ်လို့ကျွန်တော်တို့အနာဂတ်မှာဆိုရင်တိုင်းနိုင်ငံလုံးလွတ်မြောက်အောင်နှစ်ဖက်ဒေသမှာရှိတဲ့လူထုရောနေမျိုးတွေရောလွတ်မြောက်လာအောင် ျွန်တော်တို့နှစ်ဖွဲ့အနေနဲ့မာမိတ်နှစ်ဖွဲ့အနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ရမလဲအများဆုံးစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်အောင်လုပ်ရမလဲဆိုတာမျိုးကိုဥတီထားပြီးမှဆွေးနွေးကြရမှာဖြစ်ပါတယ်ဟုတ်တကောင်းကဆက်လက်ပြောဆိုပါတယ်ရွှေလီမြအနောက်ဘက်ဒေသများအပါအဝင် ရှမ်းကချင်နယ်စပ်ဒေသနဲ့တောင်ဒေသတို့တွင် KIO KIA တပ်ဖွဲ့ဝင်များနဲ့ PSLF TNLA တပ်ဖွဲ့များမြေပြင်ထိတွေ့မှုများမကြာခဏဖြစ်ပွားနေကြခြင်းဖြစ်ပြီးမူဆက်တရ5မိုင်ယာနီတီမရွှေလုတ်ကွက်တွင်လည်းနေပြည်တော်ပိုင်ဆိုင်မှုဆိုင်ရာအခွန်ကောက်ခံမှုကိစ္စရများကြောင့် KIA နဲ့ TNLA တို့မြေပြင်စစ်ရေးတင်းမာမှုများ2023ခုနှစ်ကဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ရမ်းပြည်မြောက်ပိုင်းမန်တိုမြို့နယ်နဲ့ကွက်ခတ်မြို့နယ်တွင်နယ်မြေစုမိုးရေးကိစ္စနဲ့ပတ်သက်၍လည်း TNLA နဲ့ KIA တို့ကြားအောက်ခြေတပ်ဖွဲ့ဝင်များမှမကြာခဏအငင်းပွားမှုများရှိနေကြပါဗျ။ထို့ပြင်မုံကိုနတ်မိုနတ်ဖက်ကနန့်ခမ်းနဲ့မုံဝိဒေသတို့တွင်လည်း KIA နဲ့ TNLA တို့ကြားနယ်မြေပိုင်ဆိုင်မှုအငင်းပွားပြဿနာများနှစ်ဖက်ပုတ်တိုက်မှုများရှိနေကြခြင်းဖြစ်ပါတယ်။ သို့တော်လည်း KIA နဲ့ TNLA ထိန်းချုပ်ထားသောနှစ်ဘက်စလုံးဒေသများတွင်ကချင်လူမျိုးများရှမ်းလူမျိုးများနဲ့တအောင်းပလောင်လူမျိုးတို့မှရောနှောနေထိုင်ကြခြင်းဖြစ်ပါတယ်။ယင်းကြောင့် KIA နဲ့ TNLA တို့ကြားနယ်မြေဆိုင်ရာညှဉ်းပွားမှုပြဿနာများကိုပြေဆုံးဆွေးနွေးရေးဖြင့်ဖြေရှင်းဆောင်ရွက်နေကြရကြောင်းနဲ့သဘောတူစာချုပ်များဖြင့်လည်းဖြေရှင်းဆောင်ရွက်နေကြကြောင်းသိရပါတယ်။သခိုင်းမျိုးတွင်ငလင်ကြောင့်ပြိုကျပျက်စီးနေသောကတ်တမ်ဘလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအတမချိတ်ပိတ်ကြောင်းသိရပါတယ်။ ။ဇဂိုင်းတိုင်းဇဂိုင်းမြို့တွင်မတ်လ28ရက်နေ့ငလျင်ကြီးကြောင်းပြိုကျက်ပျက်စီးသွားသောကဒမ်ဘလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအထမချိတ်ပိတ်လိုက်ကြောင်းဇဂိုင်းမြို့အစ္စလမ်တိုင်းဝိုင်းကပြောဆိုပါရ။မိလလယ်ပိုင်းတွင်စစ်ကောင်စီကငလျင်ကြောင်းပြိုကျက်ပျက်စီးသွားသောဇဂိုင်းကဒမ်ဘလီကို၃ရက်အတွင်းဖယ်ရှားပေးရမည်ဟုအမိန့်ထုတ်လာပြီးမေလ29ရက်နေ့ညအနေပိုင်းတွင်အပြစ်ဒဏ်အထမချိတ်ပိတ်လိုက်ကြောင်းသိရှိရပါသည်။ ်ဇဂိုင်းမြို့မှာအစ္စလမ်ဘာသာဝင်များ၏ဝပြုကူးကွယ်ရာကတ္တဘလီကျောင်းတော်သည်ယက်စခန်ဝင်းအတွင်တည်ရှိခြင်းဖြစ်ပြီးဇဂိုင်းမြို့မှာယက်စခန်နှင့်ကက်လက်ရှိနေသောယင်းဘလီမှာနှစ်ပေါင်း130ကျော်တက်တန်းရှိနေပြီဖြစ်ကြောင်းဘလီမီနဲ့ယက်စကားမြေနှစ်ခုလုံးကိုကိုလိုနီခက်ပြည်တိရှအိန္ဒိယဘုရင်ခါစုတစိရရှိခဲ့သူမေဂျာရာဟင်ဘတ်ကအလှူတဦးတည်းအနေဖြင့်1902ခုနှစ်တွင်ဝယ်ယူလှူဒန်းခဲ့ခြင်းဖြစ်ပြီးမြေပိုင်ဆိုင်မှုမှာအလှူရှင်တဦးတည်းကတစက်တည်းလှူဒန်းခဲ့ခြင်းဖြစ်ကြောင်းမတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဘလီတောင်းတော်ကြီးမှာပြုံးချပျက်စီးခဲ့ရပြီးဘလီကိုပြင်ဆင်ရန်ကြိုးပမ်းနေချိန်စစ်ကောင်စီကအထမချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သခိုင်းကတမ်းဘလီကိုဖယ်ရှားရန်အမိန့်ကိုပယ်ဖြတ်ပေးရန်အစ္စလမ်တိုင်းဝိုင်းကနေပြည်တော်ထိစာတင်ပြခဲ့တော်လဲမြေပိုင်ဆိုင်မှုနဲ့အထောက်ထားခိုင်မာသည့်ကြားမှာစစ်ကောင်စီကအထမချိတ်ပိတ်သွားခြင်းဖြစ်ကြောင်းငလင်ကြောင့်ပြုံးချနေသောဘလီကိုပြင်ခွင့်မပေးဘဲစစ်တပ်ကချိတ်ပိတ်တင်ယူသွားခြင်းဖြစ်ကြောင်းသိရပါတယ်။မတ်လ28ရက်နေ့ငလင်ကြောင်း မန္တလေးစကိုင်းရပါဝင်မြို့ကြီးများတွင်ဗလီကျောင်းတော်90ကျော်ပြိုကျပျက်စီးခဲ့ပြီးစစ်ကောင်စီကပြန်လည်ဆောက်လုပ်ခွင့်ဖြိုဖျက်ခွင့်များကိုအထူးတင်ကျပ်စီစဉ်နေကြောင်းတို့ရောင်တွင်စကိုင်းမြို့မှကတန်းဗလီကိုမူပြင်ဆင်ခွင့်မပေးတော့ဘဲအပိအသက်ချိတ်ပိတ်တင်းစီသွားခြင်းဖြစ်ကြောင်းသိရှိရပါသည် စစ်ကောင်စီကငလင်ကြောင့်ပြုတ်ပြတ်သွားသောဗုဒ္ဓဘာသာဘုရားစေတီပထိုးနဲ့ကျောင်းတိုင်များကိုမူစိတ်နှစ်သက်သလိုပြန်လည်တည်ထားခွင့်ပေးတော်လဲဗလီနဲ့ခရိယံဘုရားရှိခိုးကျောင်းများကိုမူမူလအတိုင်းသာဆောက်လုပ်ရန်ဆောက်လုပ်ခခြင်းနဲ့ပြုတ်ပြတ်ခြင်းများကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားထားကြောင်းသကိုင်းကတ္တမလီကိုမူပြဿနာသစုံတရားမရှိပဲမြေပိုင်ဆိုင်မှုအထောက်အထားများအခိုင်အမာရှိသည့်ကြားမှတည်ယူသွားခဲ့ကြောင်းသိရပါတယ်ထိုင်းမြန်မာနယ်ဇာရှိစစ်ကောင်စီကနယ်လေးစစ်ကောင်ကို KNL ကညာလွင်ချင်းတက်ခိုက်သိမ်းပိုက်ကြောင်းတီးရပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့တောင်မဲ့ထိုင်းမြန်မာနယ်ဇက်ရှိစစ်ကောင်စီကနယ်လေးစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကမြန်မာနေညာတွင်ချင်းတက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးတရင်ရင်းမြစ်ကပြောပါရယ်အချမ်းမဲ့စစ်ကောင်စီတပ်ဤကနယ်လေးစစ်စခန်းကိုမေလ22ရက်နေ့ကလေးကတက်ခိုက်နေခြင်းဖြစ်ပြီးမြန်မာနေမေလ28ရက်ညပိုင်းတွင်အပြည့်အစုံတက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNL စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ် ဇမနီနနပိုင်း DKB ရဲ့ဌာနချုပ်စုံစည်းနိုင်ကြေးရွာသို့ရောက်ရှိလာသည့်182ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပြစ်သက်ချေမုံထားခဲ့ပြီးနောက်ဇမနီညပိုင်းစစ်ကောင်စီတိုက်ကနယ်လေးစခန်းကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီပူလူတူကလက်အေးတခေါက်ဘီခွေမော်ဖာဒူးစခန်း တာလက်စကန်မဲလာစကန်မော်ဖိုကီစစ်စကန်နဲ့ဘလက်ဒိုစကန်များကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးတွင်ကနယ်လီစကန်ကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်တွင်မြဝတီဖျားတုံးစုကော့ဂရိတ်ဂျုံတို့ဖာပွန်တာတောင်ဒေသများတွင်အကြမ်းမဲ့စစ်ကောင်စီတပ်နှင့်ကင်းအလီမဟာမိတ်တပ်များအကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။